မင်္ဂလာပါစပေချစ်သူပရိသတ်ကြီးရေဒီနေ့မှာတော့မမအင်းလျာအမှတ်တရဝတ္ထုတို့ပြိုင်ပွဲမှာစုရဝတ္ထုတို့များထဲမှာစာရေးဆရာဆရာမောင်ခိုင်အောင်ရေးသားထားတဲ့မှတ်တိုင်းဆိုတဲ့ဝတ္ထုကောင်းလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ကျမရဲ့ channel လေးကို subscribe နဲ့ like လေးလုပ်ပြီးပြီးတော့ကူညီပေးဖို့လည်းတောင်းဆိုချင်ပါတယ်။မှတ်တိုင်းရင်ခွဲရုံတကားပေါ့ရှိမှာမြက်မြာကျူတို့ကျတဲ့ရှင်နေသည် နနက်ပိုင်းကရွာထားသောမိုးကြောင့်သဲဆန်ဆန်မြေနှိမ့်နှိမ့်တွင်ရေအနှဲငယ်ဝင်နေသည်ထိုရေဆက်အိုင်ကလေးကိုကြော်လျက်တကားဝါသို့ကိုမြကျော်ညင်သာစွာခုံသည် မိုးကာလာဖြစ်လျက်နှင့်ဂရီပါဖနှက်စည်းထားသည်လူသွားစင်းကြံလန်းကိုဖျက်လျှောက်ပြီး အလောင်းများထားရာခမ်းမဤတကားဝတွင် သူရက်သည်လွယ်ဟိထဲမှ စီးကရက်ဘူးနဲ့မီးချစ်ကိုထုတ်သည်မီးညိကအာရပါရဖွာဆိုင်ပြီးလေ ကျွန်တော်အားနောက်လှည့်ကြည့်သည်ကျွန်တော်ကပထမတကားဝရင်းသားရှိသေးသည်သူ့ဦးခေါင်းကို အောက်သို့ဆက်ခနဲငုံကဝင်ခဲ့ပါသဘောနဲ့ကျွန်တော်ကိုလှမ်းခေါ်သည် သူဤသို့ကျွန်တော်ရောက်လာသောအခါအထဲသို့လှမ်းကြည့်ပြီးဝင်မဲ့ဟန်ပြင်သည်တုံကနေရက်ပြီးပြန်လှည့်လိုက်သည် စိမ့်ရွှေပုပ်ဲ့သောအနံ့သည် လွင်ပြန့်၍နေ၏ကိုမြကျော်က secret ကိုကမ်းပြီးအော်ခမည်းမမတော့တတ်ပဲဟုပြောသည် သူ့စကား၌စိတ်လှုပ်ရှားမှုကန့်ညိနေသည်ရှင်ခွဲယုံဆောင်ကကျွန်တော်တို့ကိုအထဲမှခေါ်သည် ကုမြကျော်ကလက်ကပြသည် ထုတ်ယူခဲ့ဟု လက်ဟန်ဖြစ်ပြသည် အထမ်းသမားနှုတ်ကအလောင်းကိုတန်ပြားထန်းစင်ငယ်ပေါ်သို့ရွှေ့တင်သည်အလင်းရောင်အားနေနေတော်လဲမုံမောက်နေသောဝမ်းပိုင်းနှင့်ကိုဝင်ဆောင်အမျိုးသမီးငယ်ကိုမနှီးမွေးမှပင်ကျွန်တော်မှတ်မိနေသည် သူတို့ကအလောင်းကိုထန်းတယ်လာစဉ် ကျွန်တော်တို့ဥစွာထွက်ခဲ့ကြသည် ရင်ခွဲယုံနဲ့ကွန်ကရစ်လမ်းငယ်ဆက်သွဲလျက်ဇရက်ဆန်ဆန်အဆောက်အဦတစ်ခုရှိသည်တင်းကြိုင်းတို့တကြိုရန်မသွားမီအလောင်းကို ထိုဇရက်ဤအုတ်ခုံမြင့်မြင့်တွင် ထားသည် ထိုနေရာတွင် ဖြာချမ်းတစ်ချက်ခင်းထားသည်ခလန်းလန်းတွင် လူသုံးဦးသည်အသုဘခေါင်းကို လက်ဆာတက်နေသည်အစိမ့်နုရောင်ပလတ်စတစ်ကို ဖြတ်ကိုက်ပြီးခေါင်းပြင်တွင်တံမိုရရွေကဲ့ရန်သာကြံတော်သည် ကိုမြကျော်ကသူတို့အပါရင်ရက်လေးရက်အုတ်ခုံပေါ်ရင်ထားသော အလောင်းကို ငေးကြည့်နေသည်ကိုကြီးသိန်းရင်ဆရာတော်ကက်မဲ့တရားပွဲ အုံပွဲမှာပစ္စည်းတွေအလုံးစုံရဲ့လားကိုရောက်ရင်လဲခမားပဲသွားပင်လိုက်ပါနော်ဟု ပြောသည်တန်ရိုက်နေသူတဦးကထလာပြီးသင်ငန်းတစ်စုံပဲကျန်တဲ့ဆရာကျော်ဒါပြီးရင်စိုက်ကားနဲ့သွားဝင်လိုက်မယ်ဆရာတော်ကတော့တင်ချိုင်တွေကနီးရာကြောင်းတစ်ခုကပင်လိုက်ရင်ရပါတယ်ထိုသူမှာ ဦးမြကျော်နဲ့အလွန်ခင်မင်သောအိနီချင်းပရိဒတ်သမားတယောက်ဖြစ်သည်အာကိုပါတဲ့ကိုကြီးသိန်းကြီးဟု ကိုမြကျော်ကပြောသည်ကိစ္စဝိစ္စအားလုံးလွတ်အပ်ထားပုံရသည်အလောင်းကိုကြည့်ရန် ကျွန်တော်လာစဉ်ကိုမြကျော်ရက်လျက်တန်ခဲ့သည် မိုးမုံကလေးများကြားလျက်နှင့်ပင်နေအရာဝင်းနေသည် မိုးမောက်နေသောဝမ်းပိုက်သည် မျက်စိလွှဲထားတော်လဲအမြင်အာယုံထဲသို့ ရောက်နေသည်ပန်းနုရောင်နှင့် အဖြူပန်းကွက်ကလေးများပါသော ဖလန်နဲ့အနှွေးတဲ့လက်ရှိကိုကြဲ့သီးစုံတက်လျက်သူမဝစ်ထားသည် လက်အစုံသည် ဖောရောင်မိုးမောက်လျက် ဝင်းထိန်နေသည် ခုထားစရာအောက်ခံကောင်းအောင်မရှိသောကြောင့်ပိန်သွဲသောလေပင်သည်စောင်းလိန်လျက်ပခုံးနှင့်ပါထိနေသည်ဖြစ်သည်လို့စီးနောင်ထားသောသပင်များပြေလျှောကလေပင်နောက်တွင်တချို့ဥကောင်းနောက်ဝယ်တချို့ဖြာကျဲနေသည်သူမ၏မျက်နှာပြင်တစ်ခုလုံးဝါထိန်နေသည်ပါးပြင်နှစ်ဖက်ဖူးရောင်လျက် နှခမ်းများ ပြာနှမ်းထူအန်နေသည်ဖောင်းမှုသောမျက်ခုံအောင်မှာဘယ်ဘက်မျက်လုံးအိမ်သည်မတိမသားလေးပွင့်ဟာနေသည်နှစ်ဖူးကျဲကျဲနှာရံမပေါ့တဘောနဲ့ရုပ်ရည်တန်ကြန်သောမိန်းမငယ်တူဖြစ်သည်သူမဤဘဝအနာကက်သူမလွယ်ပိုးခဲ့သောရင်သွေးသူမဤမျောလင်းချက်မျိုးဆက်အရာအလုံးသည်ကြေကွဲပြတ်သုံးခဲ့ရပြီသူမနှင့်တူလိုက်ပါလားမိရင်သွေးသည်ယောက်ျားလေးလားမိန်းကလေးလားသူမတိခွင့်မကြုံခဲ့ပါ ကျွန်တော်လည်းမသိပါကိုမြကျော်လည်းမသိပါ လောကကြီးကလည်းမသိသိရင်လည်းမလိုအပ်တော့ဘူးကျွန်တော်လှည့်ကြည့်လိုက်တော့ကိုမြကျော်ကအလောင်းစီတို့ငေးကြည့်နေသည်ခေါင်းအုံတစ်ခုသို့မဟုတ်လုံကြီးအင်ကြီးစာများကိုဘေးပတ်ဝန်းကျင်တွင် ရှာကြည့်သည်မှုများပွင့်ထွက်ပြီးပေရည်နေသောခေါင်းအုံစုတစ်ခုကိုတွေ့သည်မသိတော့ဘူးအတုပခေါင်းဆက်ရမှကြံခဲ့သောပြင်တူသုံးချက်ကိုကြံခဲ့သောပလတ်စတစ်ဖြင့်တက်တက်ရရက်ကလေးပတ်သည် ူမ၏ဥကောင်းနောက်တွင် ခုထားသည်ဥကောင်းကိုတဲ့သည်စပင်ကိုလဲပင်ပေးတွင်စုခွေထားလိုက်သည် ကျွန်တော်ဤသို့ကိုမြကျော်ရောက်လာသည် သူမ၏ခြေနှောင်းကိုတရေခွင်းဖြင့်ပိုးနောင်သည် အလောင်းကိုမကြည့်ပဲကြောခိုင်းလျက်ရက်သည်စီကရက်ဖွာဆိုင်ကအတုပအခောင်းပြပြနေသူများကို ကြည်နေသည်သူ့လက်မှနာယီကိုငုံကြည့်ပြီး၁၂နာရီကြော်ရုံမဲရှိသေးတယ်ထွေထွေထူးထူးကိစ္စတော့မရှိတော့ပါဘူး နိဗ္ဗာန်ရင်ကတနာရီလာမယ်လေလမ်းနာဘက်ကလဖိတ်ဆိုင်သွားမယ်ကိုခိုင်အောင်တခုစားပါလားကျွန်တော်မစားချင်ဘူးလဖိတ်ဆိုင်သွားလေကျွန်တော်တို့ထုံနေရာမှာထထွက်ခဲ့ကြလေသည်မနေ့ကဤချိန်မျိုးတွင်ဤနေရာမှာအတုပတစ်ခုကိုစီစဉ်လိုက်ပို့ခဲ့ကြသည်ကျွန်တော်တို့နှင့်ကျောင်းနေဘက်မိတ်ဆွေတို့ဤဖခင်ဖြစ်သည်စစ်တွေသို့ဆေးကုလာရင်ဆေးရုံ၌ဆုံးသွားသည် ကျွန်တော်တို့မိတ်ဆွေအတိုင်းဝိုင်းများ စုပေါင်းစီစဉ်ခဲ့ကြသည် ၎င်းမှဆက်၍ကိုမြကျော်၏ယခုကိစ္စတည်တံ့ပေါ်လာခြင်းဖြစ်သည်။ကုံခဲ့သောတမနီည၈နာရီထိထိုအသူဘ၌ကိုမြကျော်သည် ကျွန်တော်နှင့်ရှိနေခဲ့သည်။တန်ဃာတော်တရားနာရင်ကြွလာစဉ်စာပေမိတ်ဆွေတို့နဲ့တွေ့เสียရရှိ၍သူပြန်သွားသည်ဆရာတော်တရားဟောကြားနေစဉ်လက်တလောဆုံးလာသောအလောင်းတစ်ခုကိုရင်ခွဲယုံသို့တည်လာသည်အစပိုင်းတွင် ကျွန်တော်တို့တာမန်မေမေလျော်လျော်နှင့် ခက်မာမာဟောက်တန်းအောက်ကျွတောင်းမှန်တန်းယောက်ျားတံမဲ့ငိုတန်းထက်ဝက်နှစ်ပြောတံများကျဲလာသည်အာယုံများက ထိုဘက်သို့လှည့်သွားကြသည်ကိုဝင်နှင့်အမျိုးသမီးတို့၏အလောင်းကိုရင်ခွဲရုံတကားဝရင်ချထားသည်ခက်ဖွဲဖွဲမိုးထဲတွင်တည်လာသောကြောင့်မိုးရေဆူဆွဲနေသည်နှစ်ဖူးနှင့်နှာသီးပြားတွင်တင်နေသောမိုးဆက်များသည်ခက်ဆောင်ဆောင်ထိုးကြနေသော မီးရောင်နှင့်လက်နေသည် လေယောက်ျားဖြစ်ဟန်တူတူသည့ လွဲအိတ်နှလုံးကိုတစ်ဖက်တစ်ချက်လွဲပြီးတိုလီမိုလီပါသောချိန်ချင်းတစ်ခုကိုဘယ်လက်၄၀သွတ်ချိုက်တစ်ခုကိုညာဘက်လက်တွင်ကင်ကအလောင်းဘေးတွင်ယက်နေသည်ဝမ်းထဲကြေခွဲနေသည်ဖြင့်နှကမ်းများတုံရင်ပါးစပ်မဲ့ရွယ်ကစကားကိုပြပြပြမြင်မပြောနိုင်ပေရင်ခွဲယုံဆောင်လုံးငယ်ကပိတ်ထားသော တကားဝရရက်ကစကားရရင်ပြောနေသည်အနှဲငယ်တောက်ထားပုံလဲရသည် အကိုတို့စဉ်းစားကြည့်ပါဦး ဒီလူတွေကသူတို့အလောင်းကိုအမိုက်ပုံလိုဒီမှာထားခဲ့မယ်လာမယ်မလာမယ်သေချာတာလည်းမဟုတ်ဘူးဒါကျမ်းမာရေးဌာနပါရက်စွန်းလာရင်ပတ်ဝန်းကျင်ကိုထိခိုက်တယ်မလာရင်ကျွန်တော်တို့မောပြီအလောက်လျှော့ရတဲ့အထဲဒီလောက်ကစိတ်ညစ်ဖို့ကောင်းဆုံးပဲဟုတ်ပြောလေသည်ကျွန်တော်တို့ရောက်လာတော့အခါလေတံကအလုတ်သဘောဆန်သွားသည်ဟဲ့လူမိမသေးတာအဆန်းလားဗျာဥတူတူကြောင်တောင်တောင်နဲ့ခမည်းပြန်မဲ့သူမဟုတ်ပါဘူးပေးမပေးထားနိုင်ဘူးဗျာ ဟိုစီရမှာထားပြီးဖြစ်တယ်လို့တကြိုးပေါ့အလောင်းရှင်သည်ကြေးတော်နေတူတူဖြစ်သည် တစုံတရာတုတ်ပြန်ရန် ကိုနှုတ်အမှုရာပြန်သည်ဗဇက်မှအတန်ထွက်မလာပဲကျွန်တော်တို့ကိုဗဇက်ဟမျက်လုံးပြူကစိုက်ကြည့်နေလေသည် သူသည်တရတကြီးမျိုးပေါ်၌အတုပအတွေ့အကြုံမရှိသူလောက်ထုံးစင်လာများကိုတိနာလေခြင်းမရှိသူဒီထဲပရိဒေဝစိတ်ဖိစီးနေသေးသည်ကျွန်တော်တို့ကညဉ့်ညိနိုင်နိုင်ပြောပေးသည်ခမည်းတော်ဘယ်ရလဲ ငွေဘလောက်ကျန်သေးတယ်လဲစစ်တွေမှာအတိမိတ်ဆွေရှိသလားမနက်ဖြန်မနက်9နာရီလောက်ဒီလိုလာခဲ့ငွေ900လောက်ရှာလာခဲ့ အစမပြေပစ္စည်းတွေရောင်းဖို့ဗျာဟဲ့လူလာဖြစ်အောင်လာနော်မလာရင်ခမားတို့လိပ်စာဆေးရုံမှာရှိတယ်မလွယ်ဘူးနော်ဟဲ့လူခမားတော်တော့ရင်ခွဲရုံဆောင်အောင်ကျွန်တော်တို့ကဟန်တာဖြောင်းပြလိုက်သည်မိတ်ဆွေတို့ကရော့ခမားကလေးတွေစားဝယ်ဖို့ဆိုပြီးငွေတရားပေးသည်အရက်တော့မပြည့်နဲ့နော် တောက်ချင်ဟိုမှာရှိတယ်ဟုတောင်းတနေရာကိုညွှန်ပြသည်တကားကိုဖွင့်ပြီးအလောင်းကိုအထဲသို့သွင်းလိုက်သည် လေယောက်ျားက မတုံမလုတ်ရက်ကြည့်နေသည်ကျေးဇူးတင်ပါတယ်ဟု အခါခါထပ်ပြောပြီးမိုးထဲတွင် သူထွက်သွားပါသည်ဒီဖြစ်ရပ်ကို အာသူဘပို့ရင်တင်းဆိုင်မှာကျွန်တော်တို့ပြန်ပြောဖြစ်ကြသည်ကိုမြကျော်စိတ်ဝင်စားနားထောင်သည်လှလှရှားရှားဖြစ်သွားသည် အမျိုးသမီးကကိုဝင်နေပေါ်ဟု တွေ့တွေ့ဆဆတူတယ်ပြောပြီးတခုခုကိုစဉ်းစားတယ်လို့ဖြစ်နေသည် ရောက်တဲ့ရရပြောနေသောစကားဝိုင်းတွင်သူမပါဝင်တော့ပေကိုမြကျော်ကအင်ဒရီသမားအထွေသမားဖြစ်သည်မျက်နာတည်တည်နဲ့မဟုတ်ပဲနှစ်လိုပဲအပြုံးရှိသည်စိတ်ရင်းဖြူစင်ပြီးကုညီတတ်သူဖြစ်သောကြောင့်ခင်မင်လေးစားကြသည်မြအူးမျိုးနဲ့ကြေးတော်ရွာချောင်းလေသောမိသားစုတွေက ကြီးပြင်းလာသူဖြစ်သည်မြို့နေထက်တန်းလွာလို့တန်ရှင်းတည့်ရစွာဝစ်စားနေထိုင်တတ်သည် ျွန်တော်ကတော်သားဆိုပေမဲ့မင်းသားလိုနေခြင်းစိတ်ရှိပါတယ်။အဖေကကြည့်လို့မရဘူးတဲ့။ဝက်ပါရဲပေါ့ဗျာဟု သူ့ကိုယ်သူခက်လောင်လောင်ပြောတတ်သည်။ကျွန်တော်နဲ့စစ်တွေကောလိပ်တွင်ဆုံကြသည်။စာပေအမှုပညာမျက်နှိုးနဲ့စိတ်တူသောကြောင့်ညီကိုပမာငယ်ပေါင်းရောင်ရင်းပမာချစ်ခင်ခဲ့ကြသည်။အနေထိုင်ပြောဆိုနူးညံ့သလောက်အစားအသောက်ကြကြန့်ခံနိုင်သည်။အလေတန်းဆရာဘဝနဲ့ BD အထက်တန်းဆရာဖြစ်တဲ့နဲ့ကျွန်တော်တို့တက်ကြသည်တက်ချင်လို့မနေစူးစားပြီးတက်လာရာက စီးပွားရေးကအရင်လိုမဟုတ်အဖေဆုံးပြီးမိသားစုကိုတောင်းဝန်ယူနေရသည်ဟုပြောသည်တင်းနှန်းတလျှောက်မနက်စာညစာကြောင်းထမင်းဟင်းမှလွဲ၍ဘာမှမစားလက်ဖက်ရည်ကော်ဖီပင်မတောက်ကျွန်တော်တို့လက်ဖက်ရည်ဆိုင်ထိုင်ရင်းရွေးနေခြင်းတောက်ပြီးဆက်လက်ပါ၏တွေးယူလည်းမရဆက်လက်ကိုတော့ဆွဲလန်းသည်ညဘက်များတွင်တယောအိုကလေးနှင့်နှဲ့နေတတ်သည်ကြောင်းအားလျင် တခါတရံမြေနီကုံပန်ဆိုရန်ဆာအုပ်ဟောင်းဆိုင်များကိုတောင်းပွေကြသည်ဈေးပေါ်လင်ဝယ်စုကြသောဇိုင်းမျိုးကျွန်တော်တို့တူကြသည်ကြောင်းပြန်သောအခါသူစာအုပ်များကကျွန်တော်နှစာခံရှိမည်စစ်တွေတို့သူတောင်းဝင်ကြသောအခါကျွန်တော်ပြောသည် သူ့ရဲ့ချင်းနဲ့စိတ်သက်ကိုကျွန်တော်ယုံသည် စာပေနုပညာ၌သူပို၍ရှင်သန်လာသည်ပညာရေး၌လည်းသူအောင်မြင်သည် ဝင်ငွေကိုတိတ်ခါပြင်းနှင့်ရှားပြီးတိတ်ခါရှိသောနေထိုင်သည် ူစေတနာကိုတပည့်များမိဘများကနားလည်ကြသည် သူညီမငယ်နှစ်ဦးနှင့်အတော်ကိုခေါ်သည် ကျွန်တော်တို့စာပေသမားကျွန်တော်တို့ကျောင်းဆရာဆိုတာအပေးသမားတွေပါအစွန်သမားတွေပါဗျာယူတယ်ဆိုတာလောဘမဟုတ်ပါဘူးဘဝမှာအင်ဒရီရရနေရဖို့ နောက်ထပ်များများပေးနိုင်ဖို့အတွက်ပါဗျာသူ့အတွက်ဘဝလမ်းကိုရွေးချယ်ပြီးသားဖြစ်ပေသည်မနေ့ကအတုပပြန်တွင် သူက စကားဆန်းဆန်းပြောသည် တဖက်သားကိုအထင်သေးစော်ကားတယ်တော့မဟုတ်ပါဘူးကျွန်တော်စိတ်ထဲတမျိုးကြီးဖြစ်နေတယ်ဟိုလူကသူ့မိန်းမကိုလာပြီးတကြိုဖို့อืมတိတ်မလွယ်ဘူးထင်တယ်နော်အဲ့ဒါဆိုရင်တော်တော်စိတ်မကောင်းเสียရပဲကိုဝင်သေးဆိုတော့ဘိုက်ထဲကခလေးအတွက်ပါခံစားနေရမယ်ဗျာခမားကလူပြိုကြီးမို့လို့ပေါ့မိသားစုနဲ့ခလေးဖေးဆိုရင်ဒီချက်ပိုခံစားရမှာကျွန်တော်ကခက်ပေါ့ပေါ့ပြန်ပြောခဲ့မိသည်သူကဘာမှပြန်မပြော ရိမ့်ွဲ့စွာပြုံးသည် သူ့မျက်ဝန်းများကဝေမိုင်းနေသည်ယနေ့နနက်10:00နာရီခန့်တွင်ကျွန်တော်ထံသို့သူရောက်လာခြင်းဖြစ်သည် ကိုခံအောင်လိုက်ခဲ့လေဗျာမနေ့ကအာတုဘကိုကျွန်တော်စီစဉ်နေတယ်နောက်မှအေးစစ်စစ်ပြောပြမယ်လာသွားကြမယ်လို့ခေါ်တယ်ကျွန်တော်တို့နှစ်ဦးဝေယဝစ္စရီနဲ့အလုံရှုံနေသဖြင့်စကားရှည်ရှည်မပြောဖြစ်ကြပါသူနှစ်မိတို့ပတ်သက်သွားသလဲကျွန်တော်မတွေ့တဲ့ရင်ခွဲယုံရှိ၌လမ်းမကြီးသည်တောင်နှစ်မြောက်ကို ဖြောင်းတန်းစွာပြေးနေသည်။ဤလန်းကို တောင်မှန်ကြလျက်အရှိနောက်ဖြတ်တော်လန်းရှိသည်လမ်း၏အရှိဘက်အစုံ၌ကလဒန်မြစ်ကမ်းဖြစ်သည်ညာဘက်တွင်စေယုံဝင်းကြီးတစ်ခုလုံးဖြစ်၍ထုံးဝါရောင်အဆောက်အဦများစက်တိုက်ရှိနေသည်လမ်း၏နောက်ဘက်တွင် ကြေးလက်တော်ရွာနှင့်တပင်ကြီးများစီတန်းနေသည်ပရောက်ပင်ကြီးများနှင့်ပြင်းမပင်ကြီးများဖြစ်ပါသည်တရိပ်အောက်တွင် စတိုးဆိုင်ငယ်များဆေးဆိုင်ငယ်များရှိကြသည်မြစ်ပြင်ကိုမျက်နှာမူလျက် ကျွန်တော်တို့လျှောက်လာကြသည်မြစ်ဘက်နှင့်နီလာလျင်ပင်လေကပီးပင်များရှိသည်မြစ်ဘက်မှလေတိုက်နေသဖြင့်ကပီးရွက်များ တရှဲရှဲတရှိရှိနေနေသည်မင်းညနေဘက် ကျူရှင်ပြီးတော့ကိုစော့စီကိုသွားတယ်ကျွန်တော်နဲ့ခင်တဲ့ဆရာဝန်ကြပြဆရာလေးကိုခိုင်အောင်သိပါတယ်အာဓုဘမတကြိုဖြစ်ဘူးဗျာအဲ့ဒီအမျိုးသမီးရဲ့ဆေးရုံမှတ်တမ်းတွေလည်းကိုစော့ကူညီပေးပါတယ်ကျွန်တော်ဘောတန်ညကိမိတာပါယောဂါက Ecclesia ဆိုလာပဲကိုဝင်ဆောင်သိစိတ်တဲ့နယ်ပေါ့ဗျာမိခင်လောင်တူအနေနဲ့အဟာရလည်းတတော်ချို့ရင်းနေတယ်စေဝါကုသမှုလည်းနောက်ကြတယ်စင်းရတာလည်းပါမပေါ့လေလမ်းရှိတတဲ့မှမြစ်ပြင်ကိုမြင်နေရသည် နောက်ခံတောင်တန်းကြီးများမှုံဝါးဝါးဖြစ်နေသည် ကျွန်တော်တညအလုံးအိပ်မရဘူးတင်းချိုင်းမှာကိုခိုင်အောင်တို့ပြောနေကလေးကကျွန်တော်စိတ်တတော်မကောင်းဖြစ်သွားတယ်ခုလိုမိုးမှပဲကျွန်တော်မေဆုံးသွားတာကိုဝင်ကြီးနဲ့ပဲ ကျွန်တော်မျက်စီရဲ့အခုထိမြင်နေသေးတယ်။သူ့အတန်းအနေငယ်လှိုက်ပြီးတိတ်သွားသည်။ကျွန်တော်ရင်ထဲစွနေသွားသည်။မြင့်မှလှိုင်းပုတ်တံများကြားနေရသည်။ကျွန်တော်ကမြောက်ဦးမှာစာတင်နေတယ်။၆တန်းညီလေးတယောက်ရတော့မယ်ဆိုပြီးပြောနေတာ။အမေဆုံးတယ်လို့သိရတော့ငိုတာပဲ။အဲ့ဒီတုန်းကမိုးကြီးလို့ချောင်းတွေလေခွင်းတွေမှာရေတွေရှမ်းနေတာ ကျွန်တော်မှတ်မိနေသေးတယ်။ရွာကိုလှေနဲ့လာခဲ့တော့လှေပေါ်မှာငိုတာပဲ။ မျိုးသမီးရဲ့အလောင်းကိုခတ်ဝဲဝဲကကြည့်ရင်ကျွန်တော်အမေလိုပဲသူကအသက်ငယ်တယ်ကျွန်တော်အမေဆုံးတော့34ကျွန်တော်နဲ့ညီမလေးတွေကြံခဲ့တယ်သူ့မကပထမဦးဆုံးတဦးကိုအေးဗျာလူဘဝမှာဘလို့ခေါ်မလဲကျွန်တော်တို့စကားဆက်မမိကြတော့ပါကို့အတွင်းနစ်ကိုရှင်နေကြသည်မနဲ့လင်းချင်းပဲဆေးရုံကိုကျွန်တော်သွားသည်တောင်းဝန်ယူပြီးတကြုံမယ်ပေါ့ဘာမှမပတ်သက်တဲ့သူဆိုတော့ပြောပြရှင်းပြရတာပေါ့ ိုစော်ကအများကြီးထောက်ပံ့ကူညီပေးပါတယ်။ငွေကုန်နာကိုထားဒီကိစ္စပြေလည်ဖို့အောက်ကျတောင်းပန်ရမှာလဲကျွန်တော်ဝင်မလေးပါဘူး။စေးုံတာဝန်ရှိသူတွေလည်းအများကြီးကောင်းကြပါတယ်။ဆရာဝန်ကြီးကိုကျွန်တော်ပြောခဲ့တယ်။ကျွန်တော်အမေလည်းသူ့လိုဆုံးခဲ့ပါတယ်။မမေအတွက်အမတ်တရားလုပ်တာပါ။အခုလိုခွင့်ပြုတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်လို့သူကလက်ဆွဲနှုတ်ဆက်ပြီးပြန်ထွက်ခွာနေတာရုပါလို့တောင်ရရင်မမောပြောသွားသေးတယ်။သူပော့ပါသွားသည် အပျော်တန်ကပ်ပါလာသည်ထောင်စုတစ်ကျိုးတဲ့အမေအလွမ်းပြေကုတူပွဲခင်လေးပေါ့ကျွန်တော်ပြောလိုက်သည် ခမားဟာကကြပြာတပုတ်စပြီဗျာဆက်လုပ်ဗျာကလေးငယ်တူဥပမာသူပြုံးသည်မြစ်ပြင်ကို မျက်နာပြထားသောလက်ဖေးဆိုင်တဲ့သို့ဝင်ထိုင်လိုက်သည်မိုးဦးလေးကြောင့်အနှဲငယ်လှိုင်းကျန်းနေသည် မြစ်တစ်ဖက်ကမ်းမှတောင်တန်းများကိုလုံးဝမမြင်ရတော့ပေဟိုဘက်ကမ်းကပေါက်တော့မြို့နယ်ပဲ အမျိုးသမီးရဲ့နေရက်က ပုံနာကြီးလားပုံနာကြီးလားမသိဘူးဆရာဝန်လေးဆိုတော့ဖက်ရမလွယ်ဘူးပေါတော့ကမိတ်ဆွေတွေတိမှာပေါ့ကျွန်တော်တို့ခီးကြုံလို့ရောက်ရင်လဲအကျိုးအကြောင်းဝင်ပြောကြတာပေါ့သူ့ယောက်ျားအခုနေအာသူဘမှာရောက်လာရင်တော့ပိုကောင်းသွားမယ်ကိုမြကျော်အေးဗျာသူလဲမလာပဲဘယ်နေခြင်းမမလဲနိဗ္ဗာန်ရင်ကို15မိနစ်ခန့်စောင့်ဆိုင်းပေးပါရင် ကိုမြကျော်ကမြစ်တာရခန့်သည် secret ဖွာလျက် လမ်းမကြီးဘက်သို့ကြည့်ရင်၊နာယီကိုကြည့်ရင်၊ကိုမြကျော်စိတ်လှုပ်ရှားနေသည်။စီဂရက်ကိုမြောင်းထဲလှပစ်လိုက်ပြီးကားဆရာကြီးသွားကြမယ်ဟုဆိုကာကားပေါ်တက်သည်။နေဗန်ရင်ကရှေ့မှစားထွက်သည်။နောက်မှ Toyota နောက်ပွင့်ကားကလေးတွင်ကျွန်တော်ကိုမြကျော်နဲ့ကိုသိန်းတို့အဖွဲ့လိုက်ပါလာခဲ့ကြသည်။အာသူဘကိုဖြစ်ကတဲ့ဆန်းမဟုတ်ပဲဗုဒ္ဓဘာသာထုံးတမ်းဆင်လာတဲ့ညီပြုခဲ့သည်။လာဖို့သူက6ဦး အတုပရှင်ကတနန်ပြန့်ပြန့်သေသူက အဝိစာစင်စင်ရဲရဲကိုလေးလက်ဝန်ကြီးနဲ့အတုပသည် စီဝါမကြဖြစ်နေသည်တပည့်တော်ရဲ့ညီမလေးပါဖျားဝေးသွားရကြပါပြီ ဆေးုံမှာဆုံးပြီးမှသိရပါရဲ့ဖျားသူ့တန်သည်ပဂရိတည်ငိမ့်နေသည်အတုပခေါင်းဖုံးကိုတန်မရိုက်မီမျိုးသမီးငယ်အားနောက်ဆုံးချိန်ကြည့်လိုက်သည်ကိုမြကျော်ကကျွန်တော်တို့ကို ကြောက်ခိုင်းကရက်လျက်ပြန်ကြွသွားသော တန်ဃာရှင်အားငေးကြည့်နေသည်နနက်လင်းသည်နှင့်ကျွန်တော်ထံသို့ကိုမြကျော်ရောက်လာပြန်သည်လမ်းဆန်းပေါ်ပါသောပြုံးနေဖြစ်သည်မင်းညာကကျွန်တော်နည်းနည်းလေးလူသွားရဗျာလိုက်ခဲ့ပါအောင်ကိုခိုင်အောင်ကြီးကြောင်းရှိရင်လဲဒီမနက်တော့လိုက်ကိုပါအောင်ကျွန်တော်ညင်းစရာမရှိပါ ကျွန်တော်တို့စပိန်ကိုစီဖြစ်ထွက်လာခဲ့ကြသည်မင်းကအကြောင်းကိုကျွန်တော်တို့ပြောလာကြသည် ကျွန်တော်ယင်ထဲ၌ဖြစ်တည်နေသောမိဂုံတစ်ခုရှိသည် ကျွန်တော်သတိထားမိတယ် အဲ့ဒီအမျိုးသမီးကိုခမသေချာမကြည့်ဖြစ်ဘူးနော်။ "तू ကကျွန်တော့်ကိုအံ့ဩစွာကြည့်သည်၊နွမ်းလျှစွာပြုံးသည်။ဟုတ်တယ်ကိုခိုင်အောင်၊သူ့မျက်နှာကိုမကြည့်ခဲ့မိအောင်နေခဲ့တယ်။ကျွန်တော်ကအစကတည်းကအမေအာသူဘလို့ခံစားပြီးလုပ်နေတာ။သူ့ကိုကြည့်မိရင်ဒဇိမ်းမျက်နှာကိုမြင်ပြီးအာယုံပြတ်သွားမှာဆိုလို့မင်းညကနိုးတဝက်နဲ့အမေကိုပဲမြင်နေတယ်။အမေကိုကိုယ်တိုင်တကြိုလိုက်ရတယ်လို့ပဲကျွန်တော်ခံစားရတယ်။မဆန်းဖြူဘွားကတော်တော်ကြေကွဲစရာကောင်းပါတယ်။ သူ့ရင်သွေးအတွက်ပိုးပြီးစိတ်မကောင်းစရာပေါ့ဆိုင်ဖို့ပကြီးဆိုင်ငယ်တစ်ခုရှိရင် ကျွန်တော်တို့ရက်ကြသည်ဆိုင်ထဲသို့သွင်ဝင်သွားသည်တသားမှတ်တိုင်တစ်ခုကိုယူပြီးကြည်ကြည်နက်နက်ပြုံးလျက်သူထွက်လာသည်တတရရက်မှတ်တိုင်လေးမဆန်းဖြူပေါတော်အသက်22နှစ်ညီညိုရောင်ပြင်ပေါ်တွင် အဖြူရောင်ဆေးဖြင့်ဝိုင်းဝိုင်းဆက်ဆက်ရေးထားသည်မင်းညကလေးကအပိသက်မှားထားခဲ့ခြင်းဖြစ်ပေမည် လှပလွန်သော သူစိတ်ကူးကိုရင်ထဲ၌ချီးကျူးနေမိသည်စင်စင်ရဲရဲတေရပေမဲ့ဘဝမှာမှတ်ကြိုင်လေးတစ်ခုတော့ရှိတင်ပါရဲ့ဗျာကျွန်တော်တို့လှုပ်ပေးရမှာပေါ့ဟုတ်တယ်မဟုတ်လားလို့ကိုခိုင်အောင်ကပြောသည်ဘာကြောင့်မှမသိကျွန်တော်ဝမ်းနေသွားသည်သို့တော့ကြည်နူးနေမိသည်စကားပြန်မပြောမီသူ့ကိုပြုံးလျက်ခေါင်းညိတ်ပြမိသည်လူသားတူဦးတေဆုံးသွားသောအခါသူ့အတွက်ဝမ်းနေပူဆွေးသူအနေနဲ့အများရှိကြလိမ့်မည် အရေးကြီးသည်မှာတံမိုးထားကြည်ကွဲမှုဖြစ်ပါသည်ကျွန်တော်တို့သိဆုံးသောအခါကျွန်တော်တို့ကိုတံမိုးထားကြည်ကွဲသူအ ਨੇ ဆုံးတဦးတော်ရှိတင်သည်ကန်ဆိုးမိုးမောင်ကြစွာနဲ့လူလောကကိုကြောခိုင်းသွားရတော့လေသူမအားတံပိုးထားကြေကွဲသူတူရှိနေခြင်းအတွက်သူမတိခွင့်မကြုံတော့တော့လေမဆန်းဖြူကံကောင်းလာပါသည်စပိန်ကိုဆိုင်မထားခဲ့ပြီးစိုက်ကားတစီငှားကြသည်အကိုကြီးတို့ဖယ်သွားကြမလဲ တင်ញိုင်းကိုစာပေနုပညာမျက်နှာသောចောင်းဆရာတို့ကသူနှင့်မြည်သူများမပတ်သက်သောတောသူမငယ်တို့၏တင်ချိုင်းမြေပုံတွင်မှတ်တိုင်ငယ်တို့စိုက်ခဲ့ပါသည်ဤလူရွာမြေ၏တခုသောတင်ချိုင်းတနေရာတွင်သူခုမှတင်းမြသောမှတ်တိုင်တို့ရှိပါသည်ထိုမှတ်တိုင်အောက်တွင်မဆန်းဖြူနှင့် ရင်သွေးငယ်တို့အေးချမ်းနေကြပါပြီထိုမှတ်တိုင်သည်လွန်ခဲ့သောနှစ်ပေါင်း20ခန့်ကမှ တည်ဆုံသွားသောကျေးတော်သူမိခင်တို့၏မှတ်တိုင်လည်းဖြစ်နိုင်ပါသည် ထိုမှတ်တိုင်သည်အဝိနိကဒုက္ခနှင့်တည်ဆုံသွားရသော အမျိုးသမီးများအတွက်မှတ်တိုင်လည်းဖြစ်နိုင်ပါသည် ထိုမှတ်တိုင်သည် မိခင်၏ဂီတမိခင်၏နှုတ်ရည်ကို ခံစားတောက်ခွင့်မကြုံသောရင်သွေးငယ်များအတွက်မှတ်တိုင်လည်းဖြစ်နိုင်ပါသည် ထိုမှတ်တိုင်ကိုစိုက်ထူပေးသူ၏ဘဝမှတ်တိုင်လည်းဖြစ်နိုင်ပါသည် မောင်ခိုင်အောင် ဝိထုတို့လေးကတော့ဒီမာတင်ပြပါပြီ။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာလည်းထပ်ပြီးတော့တွေ့ကြပါဦးမယ်နော်။